ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကနေပြည်내အဆင့်ကိုတတ်မှတ်ပေးတင်တယ်လို့တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရယ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်းမော်ပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ခမ်းပန်ဆန်းမြို့နယ်၆ခုကိုခရိုင်နှစ်ခုဖွဲ့ပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားတာပါ UWSA အနေနဲ့၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝပြည်နယ်လူချင်းပါကရွေးကောက်ပွဲဝင်ပြီးလွှတ်တော်ထဲမှာတောင်းဆိုဖို့အမျိုးသားစည်းလုံးညွှန်ရေးနဲ့ငင်းကြမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ဥက္ကဋ္ဌဒုပိုချုပ်ကြီးရာပြည်ကအောက်တိုဘာ18ရက်နေ့ကပြုလုပ်တဲ့ငင်းကြမ်းရေးအလို့ယုံဆွေးနွေးပွဲမှာပြောကြားခဲ့တာပါဝတပ်ပွဲဟာပြည်နယ်အင်္ဂါရက်နေ့ညီတဲ့ရန်ကြီးရတွေရှိနေတာကြောင့်တောင်းဆိုတဲ့ပြည်နယ်အစဉ်ကိုပေးတင်ကြောင်းဒါပေမဲ့ပြည်နယ်ရရှိရေးအတွက်လွှတ်တော်ထဲမှာကျင်းပန်းများစွာဆွေးနွေးရမယ့်အနေအထားရှိကြောင်း တိုင်းလယ်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်နာတည်င်းဌာနကိုပြောပါရယ်။အကြောင်းမို့လဲဆိုတော့ကျွန်တော်လူလာရေးမရခင်ထိကသူက championship state ထဲမှာလည်းမပါဘူးရဟောကလည်းလူလာရေးရတဲ့ခါမှာကျွန်တော် championship ကိုထက်ပြီးခံရတာဟိုဝါဒီကတခုလုံးကအဲ့ဒီအချိန်လုံးကဆိုရင်တော့ဝါကဖြစ်ကျူးရအောင်ကြတဲ့ခါကျတော့ အဲ့ဒါတွေလည်းထောက်ပံ့တာတွေပါလို့ရမယ်စိုးစိုးလာတော့မပြောရဘူးအဲဝါဒိတာကိုလည်းတိထားထားခဲ့တာညီမဘီလူနာရေးမရခဲ့ထီပေါ့နော်။ဒါကဝါဒိတာဖွင့်ပြီးပြသဆိုရင်တော့ပမာဒီကွန်မြူနီပါတီကဒီဘူယုံမမှာပြုတ်ပြီးမှအရှင်းရောက်ဌာနချုပ်ဖွင့်လိုက်တဲ့အခါမှာဝါဒိတာဆွာပြီးဖွင့်ပြလာတာကိုကျွန်တော်လေ့လာတွေ့ရှိရတာပေါ့။ဒါကြောင့်မို့ဝါကဒီပြည်နယ်တောင်းတဲ့ပြည်နယ်ရဲ့စားတဲ့အင်္ဂါရက်တွေတဲ့ဒီအားလုံးကိုသူကခြိတာခြိတာဆိုတဲ့အခါကျတော့ ဒီရွတ်တော်ထဲမှာလည်းဆွေးနွေးမိနိုင်မိမှာလုပ်ကြရင်တော့ဒါတိထက်တာရင်ရှိခဲနဲ့ရသွားနိုင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ကဒါကြောင့်မို့လဲဆိုတော့ဒီပြည်ရောင်စုအစိုးရကတော့ကျွန်တော်နဲ့ဆက်ပြရပြီးပြင်လို့မှလည်းဒီမိုကရေစီနဲ့ဖယ်ရယ်ချက်ကိုရှင်းခံတော့ပြည်ရောင်စုကိုတည်ဆောက်မိပြီးတော့ကျွန်တော်တို့တွေကဒီတော်တူတာကဖြစ်တဲ့ကြောင့်ဝဖယ်ရယ်စတင်ရတော့ဒီဖက်ပြီးပုံနဲ့မှဒီနေ့ပြတ်တဲ့ပုံကိုထပ်ပြီးပြည့်ပြည့်မိမှလည်းဝရတယ်ပြည်နေရပြည့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် UWS ရာပြည်내အဆင့်ရယူလိုပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်내အဆင့်တန်းမျိုးသားရရှိမှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုဗဟုအစိုးရကထိန်းချုပ်ထားတဲ့အတွက်လက်ရှိ UWS ရာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုကျင့်သုံးနေရကြောင်း 2008ထက်ကျော်လွန်နေကြောင်းစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ဗမာကွန်မြူနီပါတီဘကပနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ဝါတပ်ဖွဲ့ဟာ1989ခုနှစ်ဧပြီလ18ရက်မှာဘကပထံကနေအာဏာသိမ်းယူခဲ့ပြီးနောက်ဝါပြည်သွေးစည်းညညရေးပါတီကိုထူထောင်ပြီးအစိုးရနဲ့အပြစ်ခတ်ရဲစဲခဲ့တာပါ UWSP ရဲ့လက်နက်ကင်တပ်ဖွဲ့ဟာ UWSA ဖြစ်ပြီးလက်ရှိပြည်တွင်းလက်နက်ကင်တပ်ဖွဲ့တွေအနက်အင်အားအကြီးဆုံးဖြစ်ပါတယ်ဝါတောင်းဆိုတဲ့ပြည်နယ်အဆင့်သက်မှတ်ပေးရေးကိစ္စဟာရှမ်းပြည်နယ်ရဲ့ကိစ္စသာမကဲ ပြည်တော်စုတစ်ခုလုံးရဲ့ကိစ္စဖြစ်တာကိုမေ့လို့မရဘူးလို့ငင်းကြိုင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်အခုလုံးလုံးစည်အရပြောမယ်ဆိုလို့ရှိရင်တော့ဘဝကအာဆံသာနေရတဲ့အခုအရင်နော်နာဗရမဏီမင်္ဂလာတို့ဆံသာနေရတဲ့အခုအရင်တွေဟာရှမ်းပြည်နယ်ထက်အဆပေါင်းများစွာတာတယ်လို့ပဲပြောလို့ရပါတော့နော် ဒီအစပေါင်းများစွာတာနေတဲ့အတွက်သူကရော့ပြတော့မှယူနိုင်မလားမယူနိုင်ဘူးလားဆိုတာဒီဥစ္စာဟာဟောရှမ်းပြည်ဒါချင်းချင်းလေပြောဖို့လိုတယ်ရှမ်းပြည်အပြင်ဘက်ကပြည်တော်စုတဝန်းလုံးကလူမျိုးတွေနဲ့လည်းပြောဖို့လိုတယ်နော်အဲ့လိုမပြောဘဲနဲ့ဒီအခုလောလောဆယ်ငကူအညီထောက်ထိမ့်နေဆိုလို့ရှိရင် 三平呢，都是蛮新的嘞。啊，其他的民族的个嘞，哈，俺如果嘞，我嘞民族的呢，是吧，民族哪呢？比方说，台湾人蛮新的，啊，其他平呢的，台湾蛮新的，民族的个哈，俺如果嘞，我嘞，偏偏呢，是吧，嘞，偏哪的？你是没有偏哪来？偏偏哪路新的？嗯，呃，就那路，比方说，哪里啊，那个，第一次你个，就那路，别都改掉，没嘞，喏。 ဒါရီကိုဝိုင်းဝန်းစဉ်းစားဖို့လိုပါတယ်။ဒါကြောင့်မလို့အခုအခုဝါတောင်းတဲ့ကိစ္စဟာရှမ်းပြည်နယ်ရဲ့ကိစ္စတွေမကဘူး။ပြည်တော်စုတစ်ခုလုံးရဲ့ကိစ္စဖြစ်တယ်ဆိုတော့ကျွန်တော်တို့မေ့လို့မရပါဘူး။လက်ရှိ UWS ရဲ့ထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဘို့အစိုးရထိန်းချုပ်မှုအောက်မရှိပဲ UWS ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ UWS ဟာ အပြစ်ကရဲစဲရေးအတွက်အစိုးရနဲ့ပြည်ထောင်စုအဆင့်ချုပ်ဆိုထားပေမဲ့လေ NCA မှာပုံဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသလို2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်တက်မတော်နဲ့ငင်းကြဲရေးဖိတ်ခေါ်မှုအရာတွေးဆောင်ဆွေးနွေးခဲ့ပြီးငင်းကြဲရေးဖိုရမ်ဒီမှာလည်း UWSC ရဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။